ဘင်္ဂလားဒေ့ရှ်တရားရုံးက တည်တံချမှတ်ခံထားရတဲ့ဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုအကျင့်ပြတ်ခြားစားမှုနဲ့နိုဝင်ဘာလ28ရက်နေ့မှာထောင်လယ်22နှစ်ထက်မှန်ချမှတ်ခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ဟာစီနာဟာပြီးခဲ့တဲ့သတင်းဘက်ကလူသားမျိုးနွယ်အားစန့်ကျင်တဲ့ရာဇဝတ်မှုများနဲ့တည်တံချမှတ်ခံခဲ့ရပါတယ်။လက်ရှိမှာဟာစီနာဟာအိန္ဒိယနိုင်ငံမှာပြည်ပဖြစ်နေထိုင်နေတာကြောင့်ဘင်္ဂလားဒေ့ရှ်တရားရုံးက၎င်းအားနိုဝင်ဘာလ18ရက်နေ့မှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ်ဒါအပြင်အာဒီလိုက်စားမှုတိုက်ဖြည့်ရေးကော်မရှင် ACC ကဒါကာမြို့တော်စင်ကြီးဖုံးမှာမြေနီယာများရဲယူမှုကိစ္စနဲ့ပတ်သက်ပြီးဟာစီနာကိုဆွဲချက်၃ခုနဲ့တရားဆွဲဆိုခဲ့ပါတယ်ဟာစီနာရဲ့လှုပ်ဆောင်ချက်များဟာပြည်သူပိုင်ပစ္စည်းကိုလောဘဖြင့်ကြည်မြင်ခြင်းလုပ်ပိုင်ခွင့်ကိုအလွဲသုံးခြင်းခန်းစားပိုင်ခွင့်မှာအာဒီလိုက်စားလို့တဲ့စိတ်ထားရှိနေခြင်းတို့ကိုပြသနေကြောင်းတရားသူကြီးအဘဒူလာအမ်မာမန်က ပြောကြားခဲ့ပါတယ် ပြည်သူပိုင်းမျိုးကိုပုဂ္ဂလိကပိုင်ဖြင့်ရှုမြင်ပြီးဟာစီနာဟာနိုင်ငံရဲ့တည်ရင်စာတော်များကိုလောဘဖြင့်ရှုမြင်ပြီး၎င်းနှင့်၎င်းရဲ့ဆွေမျိုးသားချင်းများကိုအကျိုးရှိစေရန်တည်ရင်ဝေလွတ်ထုံးလုံးနည်းများကိုကြိုးကန်ချဲ့လဲခဲ့ကြောင်းတရားသူကြီးကပြောကြားခဲ့ပါသည်။ အမေရိကန်နေနေထိုင်လျက်ရှိတဲ့ဟာစီနာရဲ့သားဖြစ်သူစာဂျိတ်ဝါဇတ်နဲ့သမီးဖြစ်သူစိုင်မာဝါဇတ်တို့ကိုလည်းတရားရုံးကထောင်လန်၅နှစ်စီချမှတ်ခဲ့ပါသည်။အစိုးရရှင်နေခမ်းမွေယူဟက်ဆန်ကမှအကျင့်ပြချဆားမှုဆွဲချက်များအတွက်တရားရုံးရဲ့စီရင်ချက်ကိုအယူခံဝင်သွားမယ်လို့ပြောကြားခဲ့ပါသည်။ ်ဒီစီရင်ချက်ကိုကျွန်တော်တို့မကျေနပ်နိုင်သေးပါဘူးအမြင့်ဆုံးပြည်ထောင်ထိချမှတ်ဖို့ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်အင်္ဂလိပ်လိုက်စားမှုကော်မရှင်နဲ့ဆွေးနွေးပြီးနောက်ထပ်ပြည်ထောင်ချမှတ်နိုင်မှုကြိုးစားသွားမှာပါလို့ဟက်ဆန်ကပြောကြားခဲ့ပါတယ် နိုဝင်ဘာ23ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာကိုလွှဲပြောင်းအပ်နှံရန်အိန္ဒိယကိုဆက်တဆောင်ပေးပို့ခဲ့ပါသည်။ဟာစီနာဟာဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကအိန္ဒိယနဲ့ဆက်ဆံရေးကောင်းမွန်ခဲ့သူဖြစ်ပြီးအိန္ဒိယအစိုးရရဲ့ထောက်ခံမှုကိုရရှိခဲ့သူဖြစ်ပါသည်။